နာသာမျိုးနေ22လမ်းနဲ့22လမ်းအထမဟာဗန္ဓုလလမ်း လမ်းတစ်လျှောက်ကနေပြီးတော့မှကျွန်တော်စပြီးတော့မှ22နဲ့22လောက်မှာကျွန်တော်လက်ကမ်းဆောင်ဝင်ထားတဲ့လုပ်ငန်းတွေကိုကျွန်တော်ပြင်ဆင်ရခဲ့ပါတယ်အဲ့လိုဆောင်ရတဲ့အခါမှာတော့ကျွန်တော်ပြည်သူလူထုအများစုကတော့လာတာမျိုးတမျိုးသားကျွန်တော်ဝေတဲ့22နဲ့22လူတွေအများစုကစိတ်ပန်ဝင်စားတာတွေ့ရပါတယ်ပြီးတော့ရေကောက်ပွဲကိုလည်းဝင်ပြီးတော့ဆန္ဒမဲပြီးမယ်ဆိုတဲ့အားလေးလေကျွန်တော်တို့တွေ့ရပါတယ်အဲ့အတွက်ကြောင့်ဝမ်းမြောက်ဝမ်းသာဖြစ်ရပါတယ်အဲ့လိုပဲပူးပေါင်းဆောင်ရွက်ကြတာကိုလည်းအများကြီးတွေ့ရပါတယ်ကျွန်တော်တို့ရဲ့ လက်ကမ်းဆောင်ဝင်ကားတွေကျွန်တော်တို့အာဒီရဲ့လုပ်ပေးနိုင်တဲ့မူဝါဒတွေကျွန်တော်ဂရိကဝေပြောတဲ့အခါမှာလည်းသူတို့စိတ်ပါဝင်စားစွာနားထောင်ကြပါတယ်အဲ့လိုပဲသူတို့ရဲ့ခက်ခဲတွေတွေကျွန်တော်တို့ပြင်ပြလာတာရှိပါတယ်ဗျာကျွန်တော်တို့ရာသာမျိုးရဲ့အရှင်းတရားလှပါကြီးပေါ့နော်ရာသာမျိုးဟာရန်ကုန်မြို့နယ်ကြီးရဲ့အတွက်ကြောင့်ကိုရီးကြီးကအများစုလည်းဒါဝင်ရောက်လာတာကိုအဲဝင်ရောက်နေထိုင်ကြတာမျိုးတွေ့ရပါတယ်အဲ့လိုကိုရီးကိုရီးလာတဲ့အတွက်ကြောင့်ကိုရီးယားအဆင့်ယူလာတဲ့ဒီမျိုးစေ့တွေကြောင့်အိမ်တွေပေါ်မှာလည်းအပင်တွေပေါက်ကြတယ်ဒီလိုပဲကိုရီးယားနေပြီးတော့မှ တိုက်ခန်းနေတဲ့နိုင်ငံတွေကိုဖောက်ထုတ်လိုက်တဲ့ကြောင့်ခဲလုံးတွေကြာလာပါညာရှိတယ်အဲ့တော့မြို့နေသန့်ရှင်းသားကြီးပျက်စီးစေတယ်လို့ပြောကြပါတယ်ဒါတွေတွေကိုအပြစ်စည်းပေးပါဆိုပြီးတော့တင်ပြကြတာလည်းရှိကြပါတယ်အကြံပြုကြတာလည်းရှိကြပါတယ်အဲ့ဒီတော့ကျွန်တော်ကိုယ်စားဖြစ်တဲ့ခါကျရင်တော့တနိုင်တော့ကြိုးစားပြီးတော့မှအုပ်ချုပ်ရေးအာဏာပိုင်ညို့နယ်စီမံသားကြီးကော်မတီနဲ့ညီညာပြီးကျွန်တော်တနိုင်တော့ဆောင်ရွက်ပါမယ် လာတော့ဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ကဲ့လားဟုတ်ကဲ့လားဟုတ်ကဲ့ကျွန်တော်တို့ကနေတော့ဒီကျွန်တော်တို့လက်တံမြို့နယ်မှာတော့ရန်ကုန်ပြည်သူ့စေုံကြီးကရင်နှောင်းရှိပါတယ်။အဲဒီစေုံကြီးမှာတော့ဒါကျွန်တော်တို့ရန်ကုန်တမျိုးလုံးမှာရှိရဲ့လူဒန်းသားမရွေးလာရောက်ပြုဟိုကုသနေကြတယ်တွေ့ရပါတယ်။အဲလိုလာရောက်ကုသတဲ့အတွက်ကြောင့်ကျွန်တော်ကရင်နှောင်းဆက်စေုံကြီးရဲ့ဟိုအင်အားအချို့ကဆရာဝန်အချို့နဲ့ကျွန်တော်တို့နာရောက်ကုသတဲ့လူငါအချို့ရည်သွက်က မျှတမှုမရှိတဲ့အချိန်မှာဆရာဝန်တွေရဲ့ဝက်လုပ်တွေကအရင်ပြင်းမှန်းပါလေဒီလိုပဲလူနာတွေရဲ့ညပြလာတဲ့လူဦးရေရေအတွက်ကလူနာနေထိုင်နေရကြတော့ကျွန်တော်တို့ဒီစေုံကြီးကိုဒီထက်ပိုပြီးတော့မှလူနာတွေကတက်တောင့်တသားနဲ့ပူလို့ရအောင်ဒီထက်ပိုပြီးစေဝါပစ္စည်းတွေစုံနေအောင်ဆရာဝန်တွေနဲ့လူနာအချို့တွေညီအောင်လူနာပြုတွေနဲ့ပြုစုပေးမဲ့လူကုသပေးမဲ့လူပညာစေပတ်ဆိုင်ရဲ့ပညာရှင်တွေရဲ့အင်အားအချို့နဲ့ ကျွန်တော်တို့ရဲ့လူနာအချို့နဲ့ညီအောင်ကျွန်တော်တက်နိုင်သလောက်ဖြည့်ဆည်းဆောင်ရွက်နိုင်အောင်ကျွန်တော်ကြိုးစားဆောင်ရွက်ပါမယ်။ကျွန်တော်တို့လမ်းသာမြို့နယ်မှာစီးပွားရေးအခြားမြို့နယ်အသီးသီးကနေပြီးတော့မှစီးပွားရေးလာရောက်လုပ်ကင်တဲ့လူတွေကလည်းမြောင်မြောက်လာရှိပါတယ်။ဒါကြောင့်လမ်းသာမြို့နယ်ဟာတုံညာတသမ3.4မိုင်သာကျယ်ဝန်းပေမဲ့လည်းလူရေရာထူထပ်တဲ့မြို့ဖြစ်ပါမြို့နယ်ဖြစ်ပါတယ်။အဲဒီမြို့နယ်ကိုအခုထပ်ပို့ပြီးတော့မှတန်ရှင်းတရားလာပါအောင်မြို့ရဲ့မြို့ကန်လူမှုတွေအနေနဲ့လည်းပို့ပြီးနေချင်းစပွဲမြို့နယ်လေးပြောင်းကျွန်တော်တို့ကြိုးစားပြီးဆောင်ရွက်သွားပါမယ်လို့ပြောလိုပါတယ်ခင်ဗျာ။